အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးဆရာမကြည်အေးရေးသားထားတဲ့လက်စားချေချင်းဆိုတဲ့ဝိတ္ထတိုလ်လေးကိုတင်ဆက်ပေးတော့ပါမရှင်လက်စားချေချင်းမမော်ဒီစိတ်ပြက်လက်ပြက်နှစ်သားလိုက်ခဲ့လေသည်ပြပွဲကြီးမှာ လူတွေရောစိုင်းတွေပါစီလာပါသည်မိုးပေါ်ကကျယ်ရီစုပြုံပြီးဆင်းလာနားနေသလားအောင်မရပေသည် ပိုးဖဲစိန်ရွှေများအယောင်ကြောင့်လူတိုင်းဟန်သည်လှပမော်ကြွားကနေပီသည်အားလုံးကြည်၍ကောင်းလာသည်အိုးတတောက်ကထိုင်ပြီး တမေတမောကြည်နေဖို့သာကောင်းတော်သည် မော်မော်ကတော့အားလုံးနှင့်ဆန့်ကျင်ကမကြေမနက်ဖြစ်လေသည်မမော်သည်သွားစရာလာစရာရှိလျင်တငယ်ချင်းအပေါင်းဖော်များနှင့်သာသွားလာမည်ဖြစ်ပေသည်မိဘများနှင့်သွားရသည်မှအင်မတန်ရှုပ်သည်နည်းနည်းမှမလွတ်လပ်ပေ အရာရာမှာသူတို့မျက်နှာထားကိုပဲ ကြည့်ကြည့်ပြီးနေရသည်ယခုပြပွဲကိုကအိမ်သားတွေသွားလှည့်နေပင် မလိုက်ပဲတငယ်ချင်းများနဲ့သွားမည်ဆိုကစူပူမီကိုကြောက်ရွံ့လိုက်ခဲ့ရသည်သူတိတိအတိုင်လိုက်လာပြီးနည်းနည်းမှမပြောသည်ကို တွေ့ရသည် မပြောသည့်ပင်စိတ်တောင်းညရသေးသည် သူမေမေဖေဖေတို့သည် ရှဲလက်ဆန်၍ကစီးလက်နေသည်ဖြင့်အလွန်အမင်းကြွားကြလေသည်ခုကြည့်ပါလား ပြပွဲကိုကလေးတွေတလန်တလန်နှင်လာသည်ဟိုဟာလိုချင်ဒီဟာလိုချင်ပူစာသည့်ကလေးကပူစာငိုသည့်ကလေးကငို သူတို့ကိုပြောင်းမဆိုး၍လက်မလွတ်တမ်းဆွဲထားရသေးသည်မမောညီမလေးအနီကတမျိုးဖြစ်သည်ကြွားကြလိုက်သည်မှလည်းသူအပြစ်မရှိဘူးမမောထက်ထွားဆိုင်တော်လဲအင်မတန်ကလေးဆန်တဲ့အနီကိုမိဘများထက်မမောကြောက်လေသည် အနီသည်အေးဆက်ဆက်နှင့်ထိအောင်တိအောင်ထုနှက်တတ်သည် အနီဒီကလေးအငယ်ဆုံးကလေးကိုတစ်ချိန်လုံးခြီလာသည်မမောလာလှလှပပဝတ်စားမလာတော့လဲအတော်တတရရက်ကပြင်ဆင်ထားသည်ဖြင့်ကလေးခြီထားသည်နင်မလိုက်ပဲဖြစ်က အပြိုလုံလုံသောတားတဲ့မအေးပေါက်စားနေတူနေပေသည်မမောကသူ့လက်ညောင်းသည်ကိုတနာတော်လဲကူညီရမှရှက်သည်ဖြင့်မတိချင်အောင်ဆောင်ကလမ်းလျှောက်နိုင်သောကလေးကိုသာလက်တွဲ၍ထိန်၏ နပလာအနှံ့လျှောက်ပြီးတော့မောလာတဖြည်းလဲဝေထိုးပွဲတစ်ခုရှိမှမျက်ခင်းပေါ်ထိုင်ပြီး အပန်းဖြေကြလေသည်မမော်ကမတ်တတာရနေ၏သူစိတ်ကိုရိမ့်မိသောအနီကတစ်ချက်ရီကဒိုးတော်ညောင်းရင်ထိုင်တာပဲဘသူမှဂယူမဆိုင်ဘူးဟုဆိုကခြေစင်းပြီးပြစ်ထိုင်လိုက်လေသည်သူတို့ထိုင်နေရာနှင့်ခန့်နီနီမှဂျင်းတုံးဆိုင်တစ်ဆိုင်ရှိသည်ဆိုင်မှာဂျင်းတုံးထက်စပွဲကလထိုင်ကိုရောင်းချဖြစ်ပေသည် ကျင်းတော့ကိုမစားရင်အောင်အလှဆုံးပြင်ကတုတ်သူကနဲ့ပေးပြီးလက်မပေအောင်ဇွန်ဖြစ်စားစေခြင်းဖြင့် အပြေမှာတမူးလောက်ကို တကြမ်းနဲ့ရောင်းနေလေသည်ဘဆာအယံမဲပေါ်သူများနဲ့မိမပြိုများပြပွဲခေါ်လာသည်ငနေဆသောသူများသာထိုင်စားနေသည်အောက်လင်းလက်ဆွဲဓမီကြီးမှလင်းလွန်လာ၍မော်တော်တိုက်ထိုင်နေသည်မှာသူတို့ချေရဲမှလို့ဖြစ်အောင်ထင်ပေါ်နေလေသည် အမောပြေကြသည့်အခါကလေးတို့မှဂျင်းသုံးဆိုင်ကိုမြင်လာလေ၏။အော်ဂျီဟစ်ကျဲပူစာကြပြန်သည်။မေမေဖဖေတို့သည်ကလေးများကိုလက်ဆွဲကာမတန်မရာရောင်းသောဆိုင်ရှိမှထွက်လာသည်။ထို့နောက်ပွဲစည်းရန်သို့လျှောက်လာကာတမတ်ဖိုးရောင်းသောမိုဟင်းငါဆိုင်မှတထွာတတာပြဲကျဲသည့်ထိုင်ခုံကလေးများမှငုတ်တုတ်ထိုင်ကြလေသည်။မော်ကထိုင်လဲမထိုင်မုံလဲမစားပဲမီးအောင်ကိုကြောပေးပြီးရက်သည် ဖေဖေမေမေတို့ကမမောကိုစားမလားတခွန်းသာမေးပြီးသူတို့ဟာသူတို့စားကြသည် အနီမှာပထမကမစားဘဲနေတော့လဲမမောကိုခွားတိုက်ကတရှူရှူတရှဲရှဲဝင်စားလေ၏အနီမောက်စားသဖြင့်သူချီထားသည့်ကလေးကို မမောချီရ၏အင်းကြီးကြိမ်မီလဲဆိုချီလဲမချီချင်သဖြင့်တွန်းဆုတ်တွန်းဆုတ်နေမိက အနီကသူ့မျက်လုံးသွားရကိုလိုက်ကြည့်ပြီးတယောသောမျက်နှာဖြင့် ဟော်လူတွေကမမကိုအပြုံမှန်သိပါတယ်ဟုပြောလိုက်လေသည်။မမောကိုမြင်တဖြည်းတကောက်ကောက်လိုက်လာတော့ထိုလူ၃ယောက်ကို အနီကဆိုလိုသည်။မမောသည်ရှက်လဲရှက်နာလဲနာက မျက်ရည်များဝေလာပြီးဘာမှမပြောဘဲနှုတ်ခမ်းကိုကင်ရွေနေလေသည်။မမောသည် သူ့တအိမ်သားလုံးကိုမုံသည်သည်။တခါတည်းရမမေ့ကိုတော့ချစ်စိတ်ဝင်သည်။သူ့ကိုဘယ်သူကမှမချစ်ဂယုမဆိုင်ဟုယုံကြည်သည်။ တနေ့နေ့တော့ငါနဲ့တွေ့ကြအောင်မှာပေါ့လေဟုတေးထားဒီမှာကြပြီသူ့အိမ်သားများသည်သူ့အာဂူးမဆိုင်သည်ကတော့မှန်သည်မေမေနေ့ဖဖေသည်ငွေငွေနောက်တာလိုက်ကတနေ့တနေ့ကုံစည်းတန်းကအထယ်ကိုတော်မှသာအချိန်ကုန်သည်ထို့ကြောင့်သားသမီးများသည်ကိုဟါကိုနေတတ်တလို့နေကြရသည်မမော်သည်သူ့အိမ်သားများကဲ့သို့မဟုတ်ဘဲအပေါင်းအသင်းများပေသည်ဘဲသွားသွားတယောက်ထဲသွားရဲသည် မိဘများချောင်းလေတော်လဲမမော်ကအိမ်မှာမလွတ်မလပ်ကုတ်ပြင်းမနေခြင်းတဖြစ်ရုံးတွင်ဆက်ရင်းဝင်လို့ရသူစိတ်နှစ်သူကိုနေခြင်းတလောက်နေနိုင်ပါသည်မိုဟင်ကစားပြီးသည့်အချိန်မှာမမော်သည် သူတို့ကိုဘယ်လိုခွာထုတ်ရမည်ကိုစဉ်းစားပြီးသားဖြစ်၏ထို့ကြောင့်မမေဟောဟိုဘိုက်စကုတ်ပြရစီသွားရအောင်ဟုဆိုလိုက်သည်သူသွားခြင်းသည်ဆိုသောနေရာမှာပြပွဲတစ်ခုလုံးတွင် အမှောင်ဆုံးဖြစ်၏ ဘိုင်စကုတ်မှာယုံမဆောက်ပဲလဟာပြင်မှာအခမဲ့ပြသဖြင့်မီးရောင်အ ਨੇ ဆုံးနေရာကိုရွေရပေသည်မေမေသည်သူတို့ညီမစိတ်ကောက်နေကြမှန်သိ၍အလိုလိုက်ချောမော့ဖို့စိတ်ရှိကဂိုင်လာဘိုင်စကုတ်ကြည့်ရအောင်ဟေဟုကလေးတို့ကိုခေါ်ရင်းအိမ်ပြန်တော့မြည်ပြန်တော့ဖဖစ်လက်မောင်းမှခိုင်ဆွဲလာလေသည်ပိုက်စကုတ်ကြည့်၍တပိုင်းတော်မကုန်ခင်မော်မော်သည်ရှေ့တိုးရင် တိုးရင်ပြောက်ွယ်သွား၏ မိဘတို့သည်မော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 ်နှင့်တကြော်ကြော်အော်ပြီးခေါ်သေးသည် မတွေ့ရတော့ပေ သူတို့သည် ပြပွဲကိုတပတ်ပတ်ကရှာသေးသည်ဘိုက်စကောပြနေရာသို့ပြန်ရောက်တော့ကလေးတို့သည်မောပန်းနေကြပြီးအငယ်ဆုံးကလေးနှစ်ယောက်မှာဖေဖေမေမေတို့လက်မောင်းပေါ်ဝဲကိုစီအိပ်ပျော်နေကြသည်မိဘတို့သည်ကိုလက်နာနေကြလိမ့်ပြီစိန်ကျွန်းတူနာပြတ်တော့တိုက်မလား ကလေးပြောက်တယ်ဆိုရင်တော့အော်လန်ချင်းနဲ့ပဲအော်ပေးတာပဲဟုမမီကပြောသည် အနီကစိတ်မကောင်းဖြစ်မိတဲ့ဖြစ်ရှက်စရာကြီးပါမမီရဲ့မမဟာကလေးမှမဟုတ်ပဲသူစိတ်ဆိုးနေအောင်မဲဟုမော်မော်ဖက်ကပြော၏ဖေဖေကတွေ့ဝေနေရမှသူလည်းကလေးမှမဟုတ်ပဲလေပြန်တတ်တာပဲလေတို့ကိုရှာမတွေ့ရင်အိမ်ပြတ်မှာပေါ့ခါတိုင်းလည်းသူတယောက်တည်းသွားနေကြဟာပူစာမရှိပါဘူးဟုဖြေပြော၏ နောက်ဆုံးတွင်သူတို့အိမ်ပြန်ကြလေသည်၉နိုင်တော့ခွဲပြီတို့တော့ပြပွဲမှာယခုမှစီ၍ကောင်းစားရှိသေးသည်သူတို့မှာလူရှင်းသည့်၇နိုင် လောက်ကလေးကလာခဲ့ကြပါသည် မမော်သည် သူ့မိဘများခေါ်တန်ကအသင်းလော့အောင်တိုးရင်သူ့နာမည်ကို လူတွေအလဲမှာအော်ခေါ်နေသည့်ရိုင်းဆိုင်မှုကို စိတ်ဆိုးနေသေးသည်ထို့နောက်တခိုးမျက်စိဖြင့်မိဘများကိုရှာရင်းလျှောက်သည် မိဘများကိုတွေးလို့ဒီထက်ရှောင်ပြေးရအောင်သူကအရင်တွေးမှဖြစ်ပေမည်။မမော်ဒီအသင့်ရဲကမီးရောင်မှခက်ကြကြလျှောက်လာပြီးမေမေဖေဖေတို့ခုလောက်ဆိုပြန်မည်။နောက်ဆုံးမှာဟော်ခနဲရောင်မိသည်။စောစောကလူသုံးယောက်နဲ့သွားတိုးလေသည်။သူတို့ကိုတိတယ်လဲဆိုနိုင်သည်။မတိဘူးလဲဆိုနိုင်သည်။ထိုလူသုံးယောက်မှာဘိုက်စကော့ချပိုးညီမြကြသည်ကိုတော့မသိပေ။မမော်ကြည့်သည်မဘယ်ယုံမှမစိုးအမြဲတွေ့သည်။ စနေတနင်္ဂနွေကြည်သူချင်းချင်းဖြစ်သမို့လားတော့မစုံနိုင်စုံမိတက်ဒီမှာကမမော်တို့ကနှစ်ချက်ခွဲတန်းရှိဆုံးကကြည်မြဲမှာသူတို့ကနှစ်ချက်တန်းနောက်ဆုံးမှကြည်ရှိလေသည်သူတို့မှတ်မိဒီမှာလဲအမြဲတမ်းဒီလူ၃ယောက်တည်းတွဲတက်တော်ကြောင့်ဖြစ်သည်ဘိုက်စကောပြ၍ရည်စရာရှိလေသူတို့ကပထမဆုံးနင်းကန်ပြီးရည်တက်၏ တခြားလူများလည်းဒီတော့မှနားလေသူကလည်းမလဲသူကမလဲနဲ့ရောရောင်လိုက်ရကြလေသည် မမော်တော်နားမလဲပဲသူတို့ရည်သဖြင့်ရေရသည့်အခါမျိုးရှိသေးသည် သူတို့ကလည်းစနေတနင်္ဂနွေတိုင်းပွဲဆက်ကြည့်သူမမော့ကိုမှတ်မိသည်ဘိုက်စကောမပြသေးခင်နဲ့အားလက်ချိန်မှာတမင်လေပြန်ကြည့်တတ်သည်သူတို့အကြောင်းတည်တည်မြတ်မှာဒါပဲဖြစ်သည် တို့တော်မမော်သည် သူတို့အားအင်္ဂလိပ်ဘိုက်စကောကြည့်သူ နားလေသူများဖြစ်၍ခေပညာတတ်သူများမှန်သည့်ကအထင်ကြီးလေသည်မော်မော်သည်ခနာမြခြေလန်းတုံနေစဉ်သူတို့အထဲမှတယောက်ကလာကားအော်တယောက်ထဲအဖော်ကွဲလာသလားဟုတိချွမ်းဘူးသလိုမေးသည်ဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ကူရှာပေးပါမယ်မိန်းကလေးတယောက်ထဲမကောင်းပါဘူးလာပါမတွေ့မချင်းကျွန်တော်စောင့်ရှောက်ပါမယ်မတွေ့လည်းအိမ်လိုက်ပို့ပေးပါမယ် ဤသို့နှစ်ယောက်သားလျှောက်ခဲ့သည်ကျန်သည့်အဖော်နှစ်ယောက်ကလစ်ကြလေပြီမော်မော်သည်ပြပွဲကြီးပျော်စရာကောင်းပုံကိုတည်လာလေသည်နှစ်ယောက်သားယင်းနီလာကစကားတွေကြွယ်ကြလေ၏ထိုလူကသူ့ကိုယ်သူကိုမြထွန်းကလေးဘာညာနှင့်ပြောသဖြင့်နာမည်သိရသည်ကိုမြထွန်းသည်မမော်ကကွဲသည့်အဖော်များကိုဟိုတီဝင်ကြည့်ဖို့ထက်ဂယုမဆိုင်သည်ကိုတွေ့သည်ဖြင့်ရှာဖို့ဘာမှမပြောတော့ချင်း သူတို့နှစ်ယောက်သည်လူညက်သည့်နေရာများတွင်ရှောင်ရင်တည်ရင်တယောက်နှစ်တယောက်ပွေဖက်မိလျက်သားဖြစ်ရချင်၏လူရှင်းသည့်အခါမမော်သည်ကုံမြထွန်၏ခါကိုတိုင်းထားသည်မိမိလက်များကိုယုံလိုက်တော်လဲသူ့ပခုံးပေါ်ကကုံမြထွန်၏လက်များကမလျှောပြေချင်သူတို့သည်လူတော်ထဲမတိုးတော့ဘဲမှောင်ခိုလာကနောက်ဆုံးတွင်ထွက်ပေါက်ဝင်ပေါက်လည်းမဟုတ်ဘဲတစ်ဖက်ကမဲမောင်သည်ကွင်းပြင်သို့ရောက်သည့်နေရာကလေးသို့ရောက်ကား မျက်ခင်းပေါ်ထိုင်ကြသည်ဒီနေရာမှာလူလည်းမရှိမီးရောင်လည်းမလင်းသဖြင့်မော်မော်သည်မြေကြီးပေါ်ထိုင်ရမှာမရှိတော့ချိန်ပြပွဲထဲမှာအလင်းရောင်နှင့်လူတွေဒီမှာတော့အမောင်းမော်မော်နှင့်ကိုမြထွန်းပြပွဲမှာအတန်ပလန်နှင့်လင်ရင်ဒီမှာတော့တိတ်ဆိတ်ခြင်းနှင့်တန့်ရှင်းလက်ဆက်သည်လေဒီစံကြပန်တစ်ခုဟာခုလိုနီကက်စွာတဆက်သေးတမြေရွက်ထဲမှာရှိလိမ့်မယ်လို့ဘယ်သူတွေးမိပါမလဲ။ မမော်ဒီကြောက်တလို့လို့ပြောတလို့လို့စွန်စားခန်းတွေရင်ဆိုင်တိုးနေရတလို့ဖြစ်မိသည်မမော်ဒီအသက်ငယ်တော်လဲဒီနေရာကြီးအတိတ်ဘယ်ကိုရိမ့်မိနားလဲပေသည် သူတို့နေရာလေးမှာလေတင်ကဖြစ်၍တခါတရံလေပြန်ဝေးလာမှဓာတ်ဆက်တစ်ချင်လူတန်သူတန်တို့ကိုကြာရသည်ကိုမြထုံးသည် secret တလေးကိုညှိ၍တောက်ရသူမျက်လုံးများကို လက်ခနဲမြင်ရသည် မော်မော်ဒီသူ့မျက်လုံးထဲကတခုခုပါမှမသိတော့တခုခုကိုကြည့်ရင်ချမ်းတုံမိသလိုဖြစ်လာလေ၏ကလေးရဲ့ဟု ကိုမြထုံကပျော့ပြောင်းချော်မော့စွာခေါ်သည် သူသည်တမော်ရဲမော်ရာကကလေးကလေးနှင့်ဖြစ်လာသည်ကိုမော်မော်သတိထားခဲ့မိသည်မော်မော်ကလည်းကိုမြထုံကိုဖြစ်အနှစ်နှစ်အလားလားကချစ်ကြိုက်လာသူလိုခင်မင်ရင်းနေမိလေသည် ကိုမြထွန်းကမျက်ခင်းပေါ်ကြောချ၍လှဲလိုက်ကမမော့ကိုပွေလိုက်လေသည်မမော့အိမ်ပြန်ရောက်တော့ဆက်တနာကြီးခွဲပေးပြီမေမေကမအိပ်ပဲစောင်းနေသည်ဖေဖေကမူတရေရ၍ဆေးပြစ်လိုက်ထားတော့သည် အိမ်သွင်းတို့ရောက်တည်နေအပျော်စိတ်ပြောက်ကဝါနာပြောင်းလောင်ခြင်းစိတ်ပေါ်ပေါက်လာသည်ယခုမှမေမေတို့ဖေဖေတို့ကိုနိုင်ပြီးငါမှန်းသိပလားဟုစိတ်တွင်းမှ အချောက်တိုက်ကြိလိုက်သည် သို့သောသူပြုခဲ့သည့်အမှုသည် သူ့မိဘများထက် သူ့ကိုပို၍မှတ်စင်မီလားပါလားတော့မသေးချာချင်းသူ့ဖဖေကစုမလို့လာမသည် စကားပြောရန်ပါစပ်ဟလိုက်သည်နှစ်တပြိုင်နက်တိတ်တော်တဲ့မိမိနဲ့ဖဖေတမီးလေးတယောက်ထဲပြစ်ထားပြီးအိမ်ပြန်အိတ်ကြတယ်ဟုတ်ဦးအောင်ပြောလိုက်က သူ့အခန်းတွင်သို့ဝင်၍ပြေးလေသည် သူ့မမေကတမီးလေးသည်ငိုရိုရန်ပြေးဝင်သွားသည်ဟုထင်လေသည် မမော်ကတော့မှန်သေးကပန်းလျားစွာ ပြည့်ရည်ပြည့်ရည်ပြုံးနေသောမမော်ကိုတစ်ချက်ကြည့်ကအဝတ်အစားမလဲပဲစပွဲတွင်ထိုင်၍တွေးနေလေသည်